မင်းနဲ့ငါနဲ့ကြားထဲမှာအဲ့ဒီတန်ရောစင်တွေအချက်တွေဘာတစ်ခုမှရှိလာလို့မရဘူးဒီလိုဇက်မျိုးကအရင်စိတ်ကူးရင်ဆန်တဲ့ဇက်ဆိုတော့ခါလီကိုအတွေးနဲ့ဒါရိုက်တာအတွေးအဲ့မှာပြိသက်အမြင်လဲကွဲမယ်လို့လဲထင်တယ်အရင် stress များပြီးရော အရင်ကိုပင်မန်းနဲ့စိတ်ကောလူရောအဲ့လိုအရာအားလုံးပင်မန်းခဲ့ရတဲ့ဇလံတွေတခုပေါ့နော်အရင်လဲကြည့်စင်နေပြီဘယ်လိုဖြစ်လာမလဲပေါ့နော်အရင်လဲမျောလင့်နေပြီဟုတ် ကြိုက်ငါရဲ့ပတ်စံကြိုက်ပါတေချာလေးကိုပြင်ဆင်တယ်ဒါပေမဲ့ပြင်ဆင်မှုပိုင်းမှာကျို့ဒီလိုဇက်မျိုးကအရင်စီကူးရင်ဆန်တဲ့ဇက်ဆိုတော့ခါလီကိုအတွေးနဲ့ဒါရိုက်တာအတွေးအဲ့မှာပြိသက်အမြင်လဲကွဲမယ်လို့လည်းထင်တယ်ဆိုတော့အိုးအရန် stress များပြီးတော့အရန်ကိုပင်မန်းနဲ့စိတ်ကောလူရောအဲ့လိုအရာအားလုံးပင်မန်းခဲ့ရတဲ့ ဇလံတွေတခုပေါ့နော်ဆိုတော့ result အနေနဲ့ဘယ်လိုထွက်လာမလဲလဲအရင်ရင်ခုန်လဲပါဆိုကိုရီရိုက်ခဲ့တာမှာတော့ကိုရီဘက်ကအကောင်းဆုံးစူးစမ်းရဲ့အဘယ်လိုပဲမလဲ edit လုပ်ပြီးတော့ final result မှာဘယ်လိုတိကျပြန်ကြည့်ရမှာဆိုတော့လေအရင်လဲကြည့်စင်နေပြီဘယ်လိုဖြစ်လာမလဲပေါ့နော်အရင်လဲမျှော်လင့်နေပြီဟုတ် အဲကားလဲဘယ်လိုလေးထွက်လာမလဲမသိဘူးရင်ခုန်နေရပေါ့နော်ဆိုတော့ဟိုအဓိကတော့ဟိုဒီ2025လေးထွက်လာရင်တော့ပြိတ္တရှိကိုအမြင်ရောက်မှာပါအဲဘယ်တော့ထွက်လာမလဲကိုကိုရိုက်ပြီးသားကားလေးတွေတော့ဟိုလောလောဆယ်ဘယ်လိုပြောမလဲပြိတ္တရှိကိုခြားပြဖို့ပဲမျှော်လင့်နေပါတယ်အာလက်ရှိကတော့ရုပ်ရှင်တခုတော့လက်ခံပြီးရိုက်ကူးနေရပေါ့နော်ဟုတ်ဘယ်လိုမျိုးပြီးပါ့မလဲပြီးပြီးပြီးမကြလေးဆောင်ပါ မတရားဒီကပလဲကိုလာပြောအရန်ကတ်တာအဲ့လိုအရန်အာရိုက်ခန်ဒီနှစ်ရက်လောက်လို့မအလိုမပေါ့နော်ပြီးတော့ဟိုပါပေါ့အဓိကလည်းဒီ character လေးကိုလုံကြည့်ဆိုရဲအချိန်မှာတစ်ခါမှလည်းမလုံဘူးဘူးအာ production ကလည်းကိုအမြဲတမ်းဒါကိုကိုအမြဲချစ်ပြီးတော့လက်တွဲခေါ်ရ production ဆိုတော့လည်းလည်းအဲ့ဖြစ်တယ်ပြီးတော့အဓိက director လည်းဦးစောပေါ့ crew တွေကလည်းဒါကိုမြင်းမြန်မမေလေးကိုထောင်ရှိုင်းအားလုံးကကိုကိုခင်မင်ပြီးသားလူတွေဆိုတော့လည်းအမှန်တော့အရန်ကတ်တယ်ဆိုပေမဲ့လည်းဘယ်လဲလှုပ်ကြည့်ချင်တယ်ဆိုပြီးတော့ဒီကားမှဟိုဟိုဘယ်လိုပြောမလဲရိုက်ဖြစ်သွားတာပါအဓိကအဲ့ဒါအမှတ်တရပေါ့တခါမှအဲ့လောက်မြန် ကပ်ပြီးတော့ character တခုကိုလေအဲ့လိုမျိုးပြင်ဆင်ချိန်အရန်နည်းနည်းနဲ့ try ဘူးဆိုတော့အာပြီးတော့ character လည်းကိုအမြဲလုံးနေကြ character ဆိုရင်တော့တိတ်ပြဿနာမရှိဘူးလေအခုကအစမ်းလေးဆိုတော့တော်တော်လေးတော့ဟိုပါဘောဟိုမနဲ့အမြန်အမြန်အမြန်ပေါ့ပြင်ဆင်လိုက်ရတာပါဟုတ်နင်းရဲ့စိတ်ကိုရဲ့အိမ်မက်ကြီးတက်စီးသွားခဲ့တဲ့အချိန်ငါလည်းစိတ်မကောင်းပါဘူးငါပေးခဲ့တဲ့မွေးလေးဒီလိုများရဲ့ဘဝတတရဲ့ ဟုတ်ပါအရင်ခက်တယ်အရင်ခက်တယ်အဲ့လိုမနိုင်မနှင်းလို့တောင်ပြောရမယ်ဒါပေမဲ့အခု တော်တော်လေးတော့ဟိုဒီဘက်အမှုပညာအလုပ်ကိုပို့ပြီးတော့စောင့်ချလုပ်ဖို့အအချိန်လေးတစ်ခုရလာပြီဆိုတော့နောက်ပိုင်းကျရင်တော့တေချာလေးပို့ပြီးတော့အစကားလေး character လေးတွေပေါ့နော်ပြီးတော့ overall look လေးတွေပေါ့အကုန်တေချာလေးပြန်ပြုပြင်ပြောင်းလဲပြီးတော့ပုံစံတစ်မျိုးလေးပေါ့ new and improved ပုံစံမျိုးလေးတေချာလေး use site ပြီးတော့လုပ်มาပါအပရိသတ်တွေနဲ့လည်းနည်းနည်းလေးစိတ်မိဟပါတယ်ဗလဲလေအကြမ်းမှာ social media တိတ်မတုံးပြတာနဲ့ဆိုတော့ဘယ်လိုပြောမလဲအခုက တော့ပို့ပြီးတော့ social media မှာလည်းပို့ပြီးတော့ active ဖြစ်အောင်လုပ်ပြီးတော့နည်းနည်းလေးပို့လုံးပန်းမယ်ပေါ့ဟုတ်ပြီဘာသာရေးကြီးနဲ့ပတ်သက်တဲ့သူမေတ္တာရှင်မာကြီးလို့ကိုယ်စဉ်းစားနေတဲ့နိုင်ကြောင်မှာဖြူစင်မိုးအနိုင်လို့ကျင်အဒီမှာတော့တခါမှမလုပ်ဘူးရဲ့ character ပေါ့နော်နည်းနည်းလေးအာဘယ်လိုပြောရမလဲပလဲကိုပုံမှန်အားဖြင့်အမြန်ခံဘက်ကလည်းမြင်ရဒီရဲမှာတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲဆိုတော့နည်းနည်းလုံးဝပုံစံလေးချိန်ထားရတယ်အာအီမီဆိုတဲ့ character လေးပါဟုတ် လိုကောင်းပါလိမ့်မယ်တဲ့อืมဘယ်လိုပြောမလဲအရင်ကအမြဲခံပါကောကိုကကြာကိုကကိုကအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအနိုင်ယူခြင်းစိတ်တို့ပြီးရင်တစ်ဖက်လူကွယ်အာကိုကိုအตาစည်းလိုခြင်းနဲ့အဲ့လိုမျိုးပေါ့နည်းနည်းလေးအာ van van ဆန်လေးပေါ့ဒါပေမဲ့အဲဘယ်လိုပြောမလဲအရင်လည်းမလုပ်ထားဘူးဟိုမတိမတာလေးဆောင်းဟာမမေလေးရဲ့ဒေဇာရေပေါ့အဓိကတော့ပြီးတော့ကုမိမြတ်နဲ့လည်းရှိပါတယ်ဟုတ်သူတို့နဲ့ကတော့အစုံညာပါတယ်ဟုတ်လေဂျန်နက်ကတော့ဒါတေရ ဲ့ဟာတာကားလေးပေါ့เนาะဆိုတော့ဒီထဲမှာဘလဲကတော့လုံးဝအာမတူတဲ့ character မျိုးပေါ့ဒီလို character မျိုးတစ်ခါမှဘလဲကိုမတွေ့ဘူးကြောက်ဆိုတော့ပြည်သက်တွေအနေနဲ့အမြင်လေးတစ်ခုစမ်းမယ်လို့ထင်တယ်အာဘလဲဒီ idea ရ literally challenge ဖြစ်တဲ့ character မျိုးလေးလို့ယူဆမယ်ပေါ့เนาะဆိုတော့အားပေးပါအောင်အာပြည်သက်တွေလည်းအခုလိုမျိုးကာလတွေမှာဆိုလို့ရှိရင်ဒါဟိုဘယ်လိုပြောမလဲဘဝအမောတွေကိုပြင်မဲ့ဒီလိုဟာတာကားလေးပေါ့เนาะအဲ့ဒါမှမယိုးယိုးဟာတာထက်တရေဟာတာလေးဆိုရင်ပြည်သက်တွေကသဘောကျကျတယ်ကြိုက်ကြတယ်ဆိုတော့အာပြည်သက်တွေ ဒီရုပ်ရှင်ရုံလာပြီးတော့ကြည့်ရတဲ့အခါမှာအာနှစ်နာရီအတွင်းမှာပြိတ္တတရဲ့ဒါဘဝအမောတွေကိုခဏမေးနိုင်မဲ့ကာလေးတကားလို့လည်းပြောချင်ပါတယ်အဲ့တော့လာပြီးပါအောင်လို့ဟုတ်မေးစာမေးဖို့ပါ